မင်္ဂလာပါခင်ဗျာမေမိုထရီလီကာလီလေးကနေဒီနေ့တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ကမ္ဘာကျော်ပေါ်သုံးသမားတွေဖြစ်တဲ့မက်ဆီနဲ့ဒိုလေးနှစ်ယောက်ရဲ့အတူယူတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီနေရာမှာသူတို့နှစ်ယောက်ဘယ်သူပိုကောင်းတယ်မကောင်းဘူးကိုငင်းခုန်မှမဟုတ်ပဲချစ်ဆွဲမုန်းဆွဲကင်းစွာနဲ့ဘယ်သူကပိုပြီးအတူယူစရာကောင်းတယ်လဲများတယ်လဲဆိုတာကိုဖန်မဟုတ်တဲ့အပြင်လူတယောက်အနေနဲ့သုံးသပ်တင်ပြခြင်းပါတယ်ရိုနယ်ဒို လူတော်တော်များများပြောကြတာကဒိုးလေးကိုလူငယ်တွေရဲ့စံပြကစားသမားလို့တင်စားပြောဆိုကြတယ်ဗျ။မှန်ပါတယ်သူရဲ့မစုံမနဲ့စူးစမ်းတတ်မှုစီကံကြည့်မှုကိုကိုကိုဂရုစိုက်တန်မှုထားမှုအောင်မြင်မှုကိုစာလောင်မှုတွေကသူ့ရဲ့ professional ကစားသမားဘဝကိုပိုပြီးတောက်ပြောင်စေတာပေါ့။ဒါတွေကလူငယ်တွေအတွက်တကယ်ကိုအတုယူစရာတွေပါပဲ။သူ့လမ်းအတိုင်းလိုက်လျှောက်ရင်မအောင်မြင်စရာအကြောင်းလုံးဝကိုမရှိတာမျိုးပါ။မက်ဆီသူကြတော့တမျိုးပြ။ လူငယ်တွေကြီးအတူယူရမယ့်ကစားသမားမျိုးမဟုတ်ပဲလူမှန်ရင်အတူယူရမယ့်ကစားသမားမျိုးလူငယ်တွေအတွက်လည်းအတူယူတင်တယ်လို့လူကြီးတွေအတွက်လည်းအတူယူစရာတွေကြီးပဲမအောင်မြင်ခင်စူးစမ်းနေရသေးတဲ့လူတွေအတူယူပြီးစူးစမ်းတင်တယ်လို့ပဲအောင်မြင်မှုကိုရပြီးတဲ့သူတွေအတွက်လည်းစိတ်နေစိတ်ထားနေထိုင်ပုံတွေကအစအတူယူရမယ့်ကစားသမားမျိုးအဖေတွေလည်းအတူယူတင်တယ်လို့အမျိုးသားတွေအတွက်လည်းစံပြပဲ။ စူးစမ်းမှုနဲ့ပတ်သက်ပြီးပြောရရင်လေမက်ဆီရဲ့စူးစမ်းမှုကတော်ယုံတန်ယုံလူမတွေ့မြင်တတ်ကြဘူးလူကောင်းတွေနဲ့တွဲကစားရလို့ကောင်းတယ်ဆိုပြီးလွယ်လွယ်လေးဖို့ပြောတတ်ကြတယ်တကယ်တော့ကစားသမားကောင်းများတဲ့အတင်းမှာပွဲထွက်ကစားခွင့်ရဖို့ဆိုတာတော်တော်လေးကိုမလွယ်ကူတာကိုသိကြမှာပါကစားသမားတွေပွဲထွက်ခွင့်တနေရရဖို့ဘလောက်ကြိုးစားရလဲဆိုတာကစားသမားတွေနီးပြတွေအတိဆုံးပေါ့မက်ဆီရဲ့ကြိုးစားအားထုတ်မှုကိုလည်းမေ့လျှော့ထားလို့မရဘူးပြောတာပါ နောက်ပြီးရှုံးနေနေတော့ကလည်းသူများတွေကိုမလိုမုံထားမပြောတတ်တယ်လို့အောင်မြင်တော့လည်းမထောင်လွှတ်တတ်တာကအပြောလွယ်တယ်လို့တော်တော်ခက်ခဲတဲ့အရာပါဒါပေမဲ့သူကအဲ့ဒါလိုလူစားပါပဲရှားပါတယ်ကျွန်တော်တို့မြန်မာနေမြန်မာဟန်နဲ့နားလည်အောင်ပြောရရင်တော့အဆန်ပြေတဲ့စကားနံပါပဲဒါတွေကဘလောက်အတူယူစရာကောင်းလိုက်တယ်လဲစကလုံးတွေအများကြီးမပြောဘူးသူ့အလုပ်သူ့အကောင်းဆုံးလုပ်နေတယ်ဆိုတဲ့လူစားမျိုးအလွယ်ဆုံးနဲ့အရှင်းဆုံးပြောရရင်သူ့ဘဝတစ်ခုလုံးကအတူယူစရာတွေနဲ့ပြည့်နေတယ် အတူယူစရာပိုများတယ်ဆိုတာရှစ်ဆွဲမုံဆွဲကင်းစွာကြည့်ရင် ရှင်းရှင်းကြီးမြင်တွေ့နိုင်တယ်လို့တုံးသက်တင်ပြရပါတယ်။ကဲပရိသတ်တွေရောဘလို့ထင်မြင်ကြလဲဗျ။ comment လေးတွေပေးခဲ့လို့ရပါတယ်ဗျာ။